ဟိုအရေးယူလိုက်ရတဲ့ဘိုးလုံးပူဆောင်ထုတ်ပြလိုက်တဲ့သူရဥစင်မပြောတာတော့ကျွန်တော်မီဒီယာထဲမှာဖားရတယ်သူရဲ့ဒေါက်ဆန်းစုကြည်ရဲ့ပြည်သူတွေရတဲ့ဖက်တမနာနဲ့ကာကျုပ်တဖက်ဆိုပြီးပြောတာရှိတယ်လေအဲဒါကြောင့်ဒီဟာတော့ဟိုဒီမေးခွန်းကတော့ကျွန်တော်မီးတာလည်းကိုသူရဥစင်မကိုမင်းပူကောင်းမယ်လို့ထင်ပါတယ်အဲကျွန်တော်ထင်တာကတော့ခြေအောက်မှာပါတဲ့ဥပဒေပြည်အုပ်ချုပ်ရေးတရားစီရင်ပိုင်းခြားခွဲဝေရှင်းတုံးတဲ့အခန်းကဏ္ဍ အပြန်လာထိန်းချုပ်ရေးကာလကိုအချိန်ကောင်းမှမပါတဲ့အတိုင်းနော်ကျင့်သုံးမယ်ဆိုရင်အဲ့ဒီလားလားမရောက်ပါဘူးနော်အခုဖြစ်ဖြစ်နေတဲ့ကိစ္စတွေအလုံးဟာဟုတ်လားဟိုအဖွဲ့စည်းရင်းနော်အနာခွဲမှုအဖွဲ့စည်းရင်းအပြိုင်လာတဲ့လူပုဂ္ဂိုလ်ဆိုင်ရာပြဿနာတွေလည်းပါတာကိုအဲ့ဒါတွေကကျွန်တော်တို့ကနော်ဟိုတတ်တာချက်တာမယ်ဆိုရင်တော့နော်ကျွန်တော်တို့အခုဖြစ်ဖြစ်တဲ့ကိစ္စတွေဟာ ဖြစ်ရောဖြစ်စင်ပဲလို့ကျွန်တော်သဘောထားတယ်ကျွန်တော်တို့အနေနဲ့ကတော့မီလာ29ရက်နေ့ကလွတ်တော်ဥက္ကဋ္ဌနဲ့ပါတီကောင်းဆောင်တွေတွေ့တဲ့အစည်းအဝေးမှာကျွန်တော်ကိုယ်တိုင်ကနိုင်ငံရေးပါတီကြီးတွေကွဲခြင်းဟာတိုင်းပြည်အတွက်အကျိုးမရှိဘူးလို့ကျွန်တော်ပြောခဲ့ပြီးပဲအေးတခုတော့ရှိတာပေါ့အခုတော့ကွဲလာတဲ့အစီအမျိုးကြရင်တော့တော့သူတို့ကိုယ်ပြောကားနဲ့မဟုတ်ပဲနဲ့သူပြောကားနဲ့သူကွဲလာရင်တော့ကျွန်တော်တို့ကဘယ်သူကွဲကွဲကွဲတဲ့ပုံမှာဘယ်သူဟာပြည်သူ့ဘက်ကရှိမလဲဘယ်သူဟာဒီမိုကရေစီရေးအတွက်လုံးမလဲ ဘယ်သူဟာအတိုင်းပြည်အတွက်ပိုဆွဆောင်နိုင်မလဲဒါဘယ်တော့ဘယ်တော့ရပ်ပြရတော့